ပရိသတ်များအားလုံးပဲမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရင်း Channel လေးကနေထင်ဆက်ပေးသားမိတ်ဇာတ်လမ်းလေးကတော့စိုင်းသူဇေယနာရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ဆန္ဒလာဗျက်ကားဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေကကျွန်တော်ရင်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမ ्या ရီကိုသိနိုင်အောင်လို့ဘီနာကလူတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်များ ီဇယ်လန်လေးကိုတင်ဆက်ပေးသွားမယ်သူဟာတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။ညကလင်းအောင်မရှိလောက်အောင်မှောင်မဲနေပြီမေ။လေသာခွေးလည်းပါတော့အတန်းသိကြီးမားရီမီးပုံကြီးတစ်ပုံတောင်းအောင်ကြောက်လာနေခဲ့တယ်။မီးပုံရဲ့ရှေ့တက်တက်မှာတော့မျက်နှာဝေးအုပ်ချားတဲ့လူတစ်ယောက်တဘိုးတစ်ချောင်းကိုဆောက်ကန်ပြီးရက်နေခဲ့တယ်လို့သူရဲ့ရှေ့မှာတော့ဆုပ်ဖြတ်နေတဲ့ဝစ်တီကိုတကောလုံးမပေါ်အောင်ခြုံထားတဲ့ယောက်ျားဆင်ယောက်ခံရှိနေခဲ့တယ်။အကြီးကြီးရိဆုံပြီးဆိုရင် ခေါင်းဆောင်တင်မိတ်ဆက်ပွဲလေးစလိုက်ကြတာပေါ့အဲ့ဒါနဲ့အတူဖာယာဆိုင်ရာတွေပါတဲ့အင်ဂျီနဲ့လုံကြီးကိုဝစ်ဆင်ထားတဲ့လူတယောက်အမောင်နှင်းကနေထွက်လာခဲ့ပါ ರೀ ဖြေကားကတော့မီးပုံပြီးမှရန်နေကြတဲ့သူတွေကိုလိုက်ကြည့်ရင်အကဲခတ်နေတဲ့အချိန်ဒီကောင်လေးကကျုပ်တို့ရဲ့အကြီးအကဲဖြစ်မဲ့သူလားအဲ့လိုပြောတဲ့တန်ကိုကြားလိုက်ရတယ်ဒီကောင်လေးကကျုပ်တို့စောင့်မျှော်နေတဲ့သူပဲသူဒီကိုရောက်ဖို့အခက်အခဲတွေအများကြီးကြုံပြခဲ့ရတယ် သူ့ရဲ့ဘဝကိုဆင့်လွတ်ခင်ရတယ်။ခင်ဗျားတို့ကအတန်ငယ်နေလို့ခေါင်းဆောင်ဖြစ်တင်းမြောက်ရမှာမဝေမယဲဖြစ်နေကြတယ်မလား။ဟုတ်တယ်။ရွာပေါင်း90ကိုကြီးကျယ်ရမယ့်သူဟာအရေးအချင်းပြည့်ပြည့်ကျုပ်တို့သိခြင်းနဲ့နောက်ပြီးကျုပ်တို့ရဲ့တပေါင်းနဲ့ကိုက်ညီတဲ့အမှတ်သားတွေပါရဲ့လား။ကျောင်းမဆလွေရေမဆက်ကြပါသူရောက်လာရင်ဖြင့်ဆန္ဒလာရွာကြီးတာယာဝါပြောမယ်ဆိုရတပအောင်ပြောရလားဟုတ်တယ်ဒီမှာဒီမဲ့သားရိပါပါပါတို့တို့ကြည်ရမယ် ဆန္ဒနာရွာသားကြီးရဲ့စကားကြောင့်ဆန္ဒနာမောင်ကြီးကပြက်ကားကိုဆွဲယူပြီးအင်ဂျီကိုဖျက်လိုက်ရာရင်းညွတ်တဲ့နဲ့မှာဆက်ကြောပုံစံအမာရတစ်ခုနဲ့တူကျောင်းသားနဲ့ဝမ်ပိုက်ကိုဆက်ထားတဲ့မဲ့ဆလွေကိုမြင်လိုက်ရတယ်။ခမည်းတော်မြင်ကြပြီမလား။ဒါတော့အယူအသင်မပေးကြသေးဘူးလား။ဆန္ဒနာမောင်ကြီးစကားကြောင့်ရွာသားကြီးတွေကဥကောင်းကိုညွတ်ပြီးအယူအသင်ပေးလိုက်ပါတယ်။ဒီနေ့ဒီချိန်ရောက်ပြီးရွာပေါင်း90မှာရှိတဲ့ဆန္ဒလာရီကိုပြက်ကားကတီးမှုလိုက်ပြီ။ ခမရုကခေါင်းဆောင်တဲ့ကိုတည်တည်တိထိုက်တဲ့အကြောင်းအရာတွေနဲ့စီမင်းစည်းကမ်းတွေကိုပြောပြပေးကြပါဂျီနီယာစာပြီးကျုပ်ရဲ့လမ်းစဉ်ကိုဆက်ရှောင်းရတော့မှာမို့ခမရုအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ဆန္ဒနာမောင်ကြီးကပြက်ကားနဲ့ရွာတကြီးတွေကိုနှုတ်ဆက်ပြီးအလဲမပုံထားတဲ့မိဘုံတွေကိုတုံးဝင်ကပျောက်ကယ်သွားခဲ့ပါတယ်လူတွေအဟောသွားတာလားဟုတ်တယ်ပါဒီလူကတာမလူမဟုတ်ဘူးထင်တယ်နော် ဆန္ဒလမောင်ကြီးကတောင်းစားရဘွားကနေဆရဏကျင့်စဉ်တွေကျင့်ကြံပြီးတော့ပေါ့မြောက်သွားတဲ့သူပဲလူလေးလေးသူ့ချီအောင်နေနိုင်မှာပါအခုတော့လူလေးတည်တည်အတိထိုက်တဲ့အရာတွေကိုသင်ပြမှာမို့အဖတို့နဲ့လိုက်ခဲ့ပါအသားကြီးရွတ်တော်နေတဲ့လူကြီးကသူ့ရဲ့လက်ကျန်းကြီးတွေနဲ့ပြက်ကောက်ကိုဆွဲပြီးတစ်ပင်တန်းဘေးမှာရှိတဲ့လမ်းချလေးကိုခေါ်ဆောင်သွားခဲ့ပါရီ၃လခန့်ကြာတဲ့အခါမှာ အကိုတို့အမတို့ပေးမှ စားရမယ်တောက်ရမယ်ဘဝမူနေများမစိုးလှူပေးကြပါခမတနာဆောင်ဝင်ထွက်ပေါ်လာတဲ့အတန်းကြောင့်ဘုရားဘူးကောင်းပါရှိလူတွေကမိမိတို့မှာပါလာတဲ့မုတ်ဖဲတရေဇာရီနဲ့ငွေကြေးတချို့ကိုထုတ်ယူကောင်းခွက်သေးကိုထည့်ပေးလိုက်ကြရင်ဟိငဆုနေခွက်ကငါမျက်နှာလာထီတော့မယ်ကွာနေကဘာလို့တင်းတိုးနေရလဲဒီလူတွေကငါ့ကိုပေးရဟာကွာအောင်မာနေကနောက်မှရောက်ပြီးတော့လူဘမဝနဲ့ ီနေရာကငါနေရာဖျားဘူးကထွက်သွားတဲ့ချိန်တယောက်နဲ့တယောက်စကားများနေသူတွေကိုအညာဆောင်မတထေခြုံထားတဲ့လူတယောက်ကအစိုက်ကြည့်နေခဲ့ပါတယ်သူဘေးမှာတော့လူလက်ပိုင်းရဲ့ယောက်ျားနဲ့ယောက်ရှိနေပြီးနှစ်ယောက်လုံးရဲ့လက်ထဲမှာတော့ရှားနှစ်သားတုတ်တချောင်းစီကင်ထားကြတယ်ဒီနေမင်းကဘသူအပိုင်လဲအညာဆောင်မခြုံထားတဲ့လူရဲ့စကားကြောင့်ဘေးမှာရှိနေတဲ့သူကအဘေးကိုတိုးကက်လာပြီးတော့ဦးစန်းကိုရဲ့နေမီလေးပါတယ်ဆရာ လူဆိုင်ဝင်ရကျမကြီးမကောင်းလို့အဲ့ရတယ်မထနိုင်ဘူးမလားဒါကြောင့်ဒီကောင်းလေးရဖြစ်ရတာနေပဲဟုတ်တယ်ဆရာဦးဆန်းဝင်ရှိအခုလုံမလုံရဲကြအောင်ရဖြစ်နေတဲ့နှကောင်ကိုဖျားဖူးရိမမင်းနေနေရစီခေါ်လာခဲ့ကြအောင်စာချုပ်ထားတဲ့သူကတပိုးကိုပခုံးပေါ်ထမ်းပြီးကားလမ်းမဘေးကလမ်းတော်လေးတစ်ခုထဲကိုတွန်းဝင်သွားလိုက်ပါတယ်မတခင်ချိန်တွင်တယောက်နဲ့တယောက်အထိုးကျိတ်ထားလို့ဖူးရောက်နေတဲ့မျက်နှာတွေနဲ့ရှေ့ကိုရောက်ချလာခဲ့တယ် ခင်ဗျားတို့ကဘာတွေလဲကျုပ်တို့ကဘာလို့စွဲခေါ်ရလဲဆိုပြောစမ်းအော်မာမင်းတို့အမများပြန်ပြောရတယ်ရှိသေးအခုမင်းရှေ့မှာထိုင်နေတော့ဘယ်လိုလဲသိလားသိရရောဘာလို့ရမှာလဲဒီကံကံပြောလိုက်တာကြောင့်တင်ကုတ်တော်ဘာမှာထိုင်နေရသူကမောင်တန်ဘူးရဲ့ငါတို့စီကံရဖျားဘူးဧည့်သည်တွေရှိမှရံဖြစ်စကားများရင်ဘာပြစ်တယ်ပေးရလဲတောင်းစားခွင့်ကိုတလားတီတီပိတ်သိမ်းပြီး တိမ်တန်းဆဲချက်အပြစ်ပေးရပါမယ်ဆရာ။အေးဟုတ်တယ်။အခုဒီကောင်လေးကစီကန်းကိုဖောက်ပြက်တာကြောင့်ချမှတ်ထားတဲ့ပြည်နယ်တိုင်းတံပေးလား။ခက်ခက်မြရွာကြီးချုပ်များလား။ညောင်စကားများနဲ့တစ်ပင်ကိုဖတ်ထားစမ်း။မော်တယ်ဘူးကရံဖြစ်တဲ့သူနေရောက်ကိုတစ်ပင်မှာဖက်ခိုင်းပြီးလက်ထဲကင်ထားတဲ့ရှားနေတုံနဲ့တစ်ဖြောင်းဖြောင်းမြည်အောင်ရိုက်ပါလိမ့်အောင် အမလီအပါလီအော်နေတဲ့တန်ကြောင့်ကာလန်ဘေးမှာရှိတဲ့ဆန္ဒလှတွေအလုံးလမ်းကြောင်းတွေကိုပြေးဝင်ခဲ့ကြတယ်။အလုံးကြည့်ထားကြ။နောက်တကဖျားဘူးရိရှိမှာအချင်းချင်းရံဖြစ်စကားများတာပဲဖြစ်ဖြစ်ရံဖြစ်တာပဲဖြစ်ဖြစ်အခုလိုအပြစ်ဒဏ်ခံရမယ်။တင်းကုန်တော်မှာထိုင်နေတဲ့သူကလက်ထဲကင်ထားတဲ့တပိုးကိုမြေကြီးပေါ်ထောင်ပြီးပြောလိုက်ရရဲ့ချင်းနေတဲ့သူတွေတဲကနေ တဘူအစွန်တစ်ဘက်ကိုရွှေ့ချထားပါလားတတတရွာတကြီးချုပ်ပဲအယုံသိပေးကြရွာတကြီးချုပ်စရိစကားကြောင့်ရောက်လာတဲ့သူတွေအားလုံးဦးကောင်းဝညုကယုံသိပေးလိုက်ကြတယ်အားလုံးတောင်းလို့အစဉ်ပြေကြလားပြည်တယ်လို့တော့မဟုတ်ပါဘူးဆရာရင်ရှားတဲ့အခါလဲရမရတဲ့အခါလဲရှိတာပေါ့မောင်တမကြီးဒီမှာရှိတဲ့သူတွေကိုစန်တပီဘိုးစာကြားသိမ့်မယ်ပေးလိုက်အောင်ဟုတ်ကဲ့ဆရာအခုပဲဝေပေးလိုက်ပါမယ် မော်တော်မဆွဲသူအိထဲကနေငွေစက်ကူတစ်ထပ်ကိုဆွဲထုတ်လိုက်ပြီးတယောက်ချင်းစီဝင်းကပေးနေတဲ့ချိန်ဟာကျုပ်တို့တော့စန်တဘီဘိုးစာမရအောင်နော်စန်တအိတ်စာမရမယ်အဲ့လိုတန်းထွက်လာရင်ဒီတဲ့ကြောင့်တင်းကုတ်တော်မှာထိုင်နေတဲ့သူကမျက်လုံးကိုဝင်ပြီးကြည့်လိုက်ရအနေကြောင့်ပြင်ချမ်းအင်းကြီးကိုဝစ်ဆင်ထားတဲ့လူတယောက်ကိုမြင်လိုက်ရပါတယ်ဟာဆရာပါလားဘယ်ကနေရောက်လာလဲမင်းစီပဲလာခဲ့တာလေဘယ်လိုလဲဘဝအစ်မနေသားကြနေပြီလား ီလိုပါပဲဆရာရေမော်ဒယ်မူရေဟိုလူတွေကိုကိုယ့်နေရာကိုသွားခိုင်းလိုက်တော့မော်ဒယ်မူကဘေးမှာဝိုင်းနေကြတဲ့သူတွေကိုကိုယ့်နေရာကိုပြန်ချဖို့ပြောနေတဲ့ချိန်သူတို့ကဘယ်သူတွေလဲပြန်ကဆရာနဲ့မိတ်ဆက်ပေးရအောင်မေသူ့နာမည်ကမောင်တန်ဘူးလို့ခေါ်တယ်။သူကတော့မောင်တမားတဲ့ရွာလူကြီးနှစ်ယောက်ရဲ့သားတွေပေါ့။သူတို့ဖေတွေကကျွန်တော်ဘေးမှာစောင့်ရှောက်ဖို့ထည့်ထားပြီးတာ။အမေကတဲဟုတ်ပါလား။တပူနဲ့တမားကြီးဒါငါရဲ့ဆရာ နမယအောင်မြတ်တာလို့ခေါ်ရင်မင်္ဂလာပါဗျာဆရာကျွန်တော်တို့ဟိုဆရာကြီးအကြောင်းနေပြောပြဖို့ရေလူတော့အခုမှပဲမြင်ဘူးတာပဲอืมစကားပြောပုံကြည့်ရတာမင်းတို့ကလည်းခေတူမဟုတ်ဘူးပဲတပ်ဘူးနဲ့တမဆယ်ထောင်ပြီးသားလေးဆရာကျိုးစားကြပါကွာဒီလိုလှုပ်လှုပ်ရလို့လည်းပိန်ငယ်စိတ်မဖြစ်နဲ့မင်းတို့ကမျိုးရိုးစင်စဲကြင်စာကြောင့်သာဒီလိုလှုပ်နေရတာဆရာသိပါတယ် မသိငယ်ပါအောင်စီဟာဒီလုတ်ကိုလုံရင်းနဲ့လူရီရဲ့စိတ်ကိုပို့ပြီးတိလာရတယ်အတွေ့အကြုံရတာဗောဗျာတမိုင်းစကားတော့အောင်မြတ်တာပြုံးလိုက်ပြီးပြက်ကဘက်ကိုလှည့်ကားပြက်ကရေးဒီညစာပေမင်းငါစီလာခဲ့ရမယ်ဆရာဘယ်မှာနေနေရလဲတဲ့ရတွင်စီရီကိုသိရမလားအိမ်မှာနေနေရအသိရလေးဆရာညကြရင်ကျွန်တော်လာခဲ့ပါမယ်ဟိုလေသူတို့ကိုရောခေါ်လာလို့ရလားကြားရလေခေါ်လာခဲ့ပါ အောင်မြတ်သာစကားကြောင့်ဗျက်ကဝမ်းသာသွားပြီးပေးမှရှိနေတဲ့တံပူနဲ့တမားကိုလှမ်းကြည့်လိုက်သည်။ညောင်ပိုင်းချိန်မှာတော့တန်းရံတွင်စေရီပေါ်မှာဖျောင်းနိုင်ပြီးအလေးရောင်လေးထိမ့်ထိမ့်လင်းနေခဲ့ပါရဲ့။စေရီရဲ့ရင်ပြင်မှာတော့အောင်မြတ်သာနဲ့တူဗျက်ကတမားနဲ့တံပူတို့ထိုင်ပြီးစကားဆက်မိပြောနေခဲ့ကြရဲ့။ဆရာကျွန်တော်ဒီညဘာလုပ်ရမလဲ။ဗျက်ကစကားကြောင့်အောင်မြတ်သာကလည်းထိမ့်ကနေမိုက်ကင်ဆက်ကူခဲနဲ့ပေတံတို့ကိုထုတ်လိုက်ပြီးတော့ ဒီညမှာတော့အခြေခံအင်းရေးဆွဲနေကိုသင်ရမယ်။ဒါကြောင့်ရေးဆွဲတဲ့အခါဘလို့ချက်တွေကို လိုက်နိုင်ရမယ်၊ရှောင်ရှားရမယ်ဆိုတာအရင်သိထားရမယ်။အဲ့လိုပြောကရေးဆွဲရမှာလိုက်နိုင်ရမယ်ဆောင်ရင်ရှောင်ရင်ချက်တွေကိုအသေးစိတ်ပြောပြခဲ့ပါရစေ။အသေးစိတ်ချက်တွေကိုပြောပြီးရနဲ့အင်းဆန်ထဲတဲ့ခါရွှေဖက်ရမယ့်ခါရာတွေကိုစောင်းမှရေးမစေပြီးကြက်မတ်စေခဲ့တယ်။ဖြက်ကလည်းအောင်မြတ်သားတင်ပြတဲ့အတိုင်းလိုက်မှတ်ခဲ့သလိုတံပူနဲ့တမာတို့ကလည်းဘေးကနေမှတ်သားနားထောင်ခဲ့ကြတယ်။ ဒီလိုနဲ့ဆယ်ရက်လောက်ကြာမှာတော့ဗျက်ကတရားအထီးကန်အင်းဆွေးနီးနဲ့အင်းဆန်ထဲနီးတွေကိုတက်မြောက်သွားခဲ့တယ်လို့လေးကွက်အင်းကိုလည်းပိုင်နိုင်စာကြီးဆွဲနိုင်ခဲ့ပါရီတလာပြီးတဲ့နေ့မှာတော့အင်းကွက်တွေရေးဆွဲနေတဲ့ချိန်ဒီကုလုံးပုံလူလူပင်ရည်နေနဲ့အသက်80ရွယ်ဖို့တူစေးဒီဘောကိုတက်လာတာမြင်လိုက်ရတယ်အဖိုးကအောင်မြတ်သားကိုရောတန်ပူနဲ့တမကိုရောလုံးဝမကြည့်ပဲလက်ထွာတသာရှိတဲ့တက်သားပိုင်းစာလေးကိုဗျက်ကပေးမှာချပေးလိုက်ပြီးပြန်ထွက်သွားခဲ့ပါတယ် ပြက်ကလည်းအိမ်ကွက်ဆွဲပြီးရနေတဲ့သားပိုင်းစလေးကိုယူပြီးအောင်မြတ်သားစီပြလိုက်ရာဒါတံပိုးဖြတ်နိုင်တဲ့မန်ကျိုးတပိုးပဲမန်ကျိုးတပိုးဟုတ်လားစရာကျွန်တော်ခုမှပဲကြားဘူးတယ်တမန်လေးတံပိုးရောမန်ကျိုးတပိုးကိုကြားဘူးကြလားအဖိုးတို့ပြောတာကြားဘူးတယ်စရာ သူတပားပေးလူထားတဲ့ပစ္စည်းတွေကိုမမနိုင်လို့တပိုးနဲ့ချမ်းနေတဲ့အချိန်ကျိုးတဲ့အပိုင်းစောက်ခေါ်ရမလားဟုတ်တယ်ကွယ် ဒါမျိုးကအင်မတန်မှရခဲ့တဲ့ဖြစ်စီပဲအခုလာပေးတာကလည်းဖြက်ကတယောက်တည်းကိုပေးခဲ့တာဆိုတော့သူနဲ့ပဲထိုက်တယ်လို့မှတ်ယူရမယ်ဒီလိုမန်ချိုးတပိုးကိုဘယ်လိုဆောင်ရမလဲဆရာဆောင်ရမယ့်ပုံစံကလုပ်ပေးမယ်အမြတ်သားကလွယ်ချင်းကလေခဲနဲ့ချုံနဲ့ဓာတ်ကိုထုတ်လိုက်ပြီးမန်ချိုးတပိုးကိုဟိုဖက်ဒီဖက်လုံလိုက်အောင်မကြခင်ချိန်တွေလူတယောက်ရက်နေရန်ရှိတဲ့ပပူးရုတ်တရုတ်ဖြစ်လာခဲ့ပါလေဒီရုပ်ကမာတင်ကားရုပ်လို့ခေါ်တယ် မာရင်ကရုတ်ထုမယ်ဆိုရင်လက်ဝဲဘက်မှာခွက်ခံပြီးတောင်းမယ်နဲ့ဟန်လက်ရဘက်ကတဘိုးနဲ့အိတ်ထန်းနဲ့ဟန်ကိုပြပြအောင်ထုတယ်။ပြီးရင်တော့မာတင်ကကာတာယူပြီးသိတိတင်ရတယ်။အမေသားကမာတင်ကရုတ်ကိုလက်မှာကင်ပြီးကာတာတပုတ်ကို38အောက်စုံလိုက်ရဈေးဒီမှာရှိတဲ့ဆဲလဲတွေအလုံးတစ်ချေချင်းနဲ့လှုပ်ခတ်သွားတာကိုထူးဆန်းစွာမြင်တွေ့လိုက်ရပါတယ်။ဒီအစီရင်ကမာတင်ကအစီရင်ပဲ။မင်းနဲ့ထိုက်လို့ရတာဖြစ်လို့ကိုနေမကွာစောင်းတာ။ ဘိုက်လိုပြောပြီးပြက်ကားကိုကမ်းပေးလိုက်ပါရယ်ပြက်ကလည်းမာတင်ကားရဲ့ကိုကင်လဲတဲ့ချိန်ကြံရှိနေတဲ့မန်ချိုးတပိုးအပိုင်းစရီကရုတ်တရက်ဆိုသလိုမီဟုံတောင်းလာပြီးပြာမုံတော့မကြံပဲပျောက်ွယ်သွားခဲ့ပါရယ်ဆရာခုနကစီဒီပေါ်တက်လာတဲ့ဘိုးကဘာသူများလဲသူကဘာလို့ကျွန်တော်ဒီလိုပစ္စည်းပေးရလဲပြက်ကငါ့အမြင်တော့မင်းကိုအလုပ်တစ်ခုခိုင်းပြီးတင်နေဘလို့လို့မျိုးလဲဆရာ ခုနှစ်ရက်သားသမီးစီအားရတဲ့အရာနဲ့ခုနှစ်ရက်သားသမီးကိုပြန်လူတဲ့အလှမျိုးထင်တယ်။ဒါကြောင့်မာတင်ကဆောင်တဲ့အရေးပါတဲ့ပစ္စည်းလာပေးသွားတာ။ဒါကြောင့်မနေ့ဖြင့်အာယုတက်တာနဲ့အရက်တကာလှည့်ပြီးတောင်းဆရမယ်။တောင်းဆလို့ရလာတဲ့ငွေတွေပစ္စည်းတွေနဲ့ခုနှစ်ရက်တိတိအလှလို့ရမယ်။ဆရာပြောသလိုကျွန်တော်လုပ်ကြည့်မယ်။မနေ့အာယုတက်တာနဲ့ကျွန်တော်တို့စောင့်ထိုင်မယ်ဆရာ။တခုတတိပေးချင်တာက ်မင်းကိုယ်တိုင်တောင်းလို့ရတဲ့ပစ္စည်းတွေနဲ့ပဲလှူလို့ရမှာနော်ဒါကြောင့်တမန်နဲ့တံပူတွေရတဲ့ပစ္စည်းကိုမင်းနဲ့မယောမိစေနဲ့ဟုတ်ကဲ့ဆရာကျွန်တော်သတိထားပါမယ်ပြက်ကလည်းမာတင်ကယုတ်လေးကိုစောက်ကင်ကကတိပေးလိုက်ပြီးရှင်ပြေပေါ်မှာကြောဆန့်ချလိုက်ပါရင်အယုတ်တဲ့ရောက်တော့ပြက်ကားတို့တုံးရောက်စီတီဘော်ကနေစတင်ထွက်ခွာခဲ့ကြရာမနဲ့နေထက်တဲ့ဖျားမရောက်ခင်မှာပဲပြက်ကားရဲ့ခွက်ထဲမှာဝေရီပြိသွားခဲ့ပါရင်မာရီကယုတ်လေးရဲ့အစွမ်းကြောင့်လမ်းသွားလမ်းလာတဲ့တွေကစား ခရီးသွားတွေစုံပြက်ကားရဲ့အတန်ကြားတာနဲ့ပတ်စံဒီမုတ်ဘဲတေးစာလှူကြတဲ့အတွက်တံမိုးနဲ့တမားတို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်ကအံဝခဲ့ရတယ်။ဆရာအိတ်ထဲမှာမုတ်ဘဲတေးစာတွေပြည့်နေပြီဘယ်လိုလုပ်ရမလဲ။အလှမလှူတာကငွေပဲဆိုတော့ငွေရလွှဲပြီးကျန်တာတွေကိုတခြားသူတွေစီပြန်လှူကြရအောင်။ပြက်ကားစကားကြောင့်တမားနဲ့တံမိုးတို့လည်းမုတ်ဘဲတေးစာတွေကိုဘဝတူဆန္ဒလောက်တွေကိုပြန်လဲဝေမျှပေးခဲ့ကြပါရဲ့။ ဒီလိုနဲ့အလင်းရောင်ရှိတဲ့အချိန်မှာတောင်းစားလိုက်အလင်းရောင်ပြောက်တဲ့အချိန်မှာအင်းစမရေးဆွဲလိုက်တဲ့နေခဲ့ရောငါးလလောက်အရောက်မှာတော့အလူအတွက်လုံလောက်တဲ့ငွေတွေစုဆောင်းလာမိသလိုအင်းစမဘိုင်းမှာလည်းကိုယ်ကွက်အထိတက်ရောက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ခုနလပြည့်တဲ့နေ့မှာတော့ရွာပေါင်း90ရဲ့အလေးဘုံမှာရှိတဲ့လှန်ထောက်ရမှာပြက်ကားရဲ့အလူပဲကိုစတင်ကျင်းမာခဲ့တယ်။ခုနရခုနလီကျွေးမွေးတဲ့အလူဖြစ်တဲ့ပြင်နေရောင်းကြမှာကျွေးထားကြောင်းပြက်ကားရဲ့လူကတခြားရွာတွေအထိမှကြောကြားသွားခဲ့ပါတယ်။ အလူ၃ရက်မြောက်နေ့မှာတော့တာမန်လူရီမလာခြင်းနဲ့စန္ဒာလာရွာရဲကို၆ဘင်းကားတစ်စီးဝင်ချလာခဲ့တယ်။ဒီမှာရေရွာရဲကိုလမ်းမပြီးဝင်လာတဲ့နဲ့လမ်းတော့ပြပေးလိုက်အောင်။အလူကဒီကျန်နေတဲ့ပြက်ကစကားတော့တမာက၆ဘင်းကားရှိရာကိုခတ်တုတ်တုတ်ပြေးသွားခဲ့တယ်။ခဏလေးတော့ဦးရပိုင်းရနဲ့ပြန်ပြေးလာပြီးတော့ဆရာဆရာကားလမ်းမလာတာမဟုတ်ဘူးဒီလိုပဲလာလို့ပြောတယ်။နောက်ပြီးအလူရှင်ကိုတွေ့ကျင်နေတယ်။ ။တမန်စကားကြောင့်ဖြတ်ကလည်းအညာဆောင်ပါတစ်ထည်ကိုချုံပြီးလိုက်သွားခဲ့ပါလေ။ဟိုရောက်တော့ကားပေါ်ကလည်းရွှေရည်ညွန့်နေရဝစ်ထားတဲ့မိမတယောက်ဆင်းလာပြီးတော့ရှင်ရဒီလူကိုဥဆောင်နေသူလား။ဟုတ်ပါရဲ့။ဘာများဖြစ်လို့ပါလဲ။အလူအတွက်ဆန်ဤဒီလာလို့တာပါ။ဗျာကျွန်တော်တို့အလူမခံထားပါဘူးနော်။အလှမခံထားပါဘူးရှင်အခုကအိမ်မက်ပေးလို့လာလို့တာပါဘလို့အိမ်မက်ပေးလို့လာလို့တာလေဗျာ ကျွန်မကညာဦးမြို့ပေါ်မှာဆန်ဆိုင်ဖွင့်ထားပါတယ်။တရက်မှာတော့ဆိုင်လေးကိုအသက်80အရွယ်အဖိုးအတင်အောင်ဝင်လာပြီးလန်ထောက်ရွာမှာအလူတစ်ခုလုံနေတယ်။ငါသမီးဆန်သွားလူကြီးလို့ပြောပါလေရော။ကျွန်မလည်းလန်ထောက်ရွာဆိုတာမကြားဘူးလို့မင်းမင်းရော့နေခဲ့တာ။အဲ့ဒီမနေ့ညအိမ်မက်သေးကိုဆိုင်ကိုလာသွားတဲ့အဖိုးကိုပြန်ရောက်လာပြီးတော့အိယာနိုးတာနဲ့ဆန်အိတ်30အမြန်သွားလူလို့ထပ်ပြောတာကြောင့်ဒီကိုမင်းမင်းရင်းနဲ့ရောက်လာခဲ့တာပါ။ကျွန်မရဲ့လူကိုလက်ခံပေးပါနော်။ ကောင်းပါပြီဗျာအလှရှင်တွေလည်းစီးပွားရေးဒီရင်လာတိုးတက်ပါစေလို့ဆုတောင်းပေးပါရစေ။ဒီကလည်းလူရှင်ရဲ့ဆန္ဒတိုင်းဆိုင်တီကိုလက်ခံပြီးထမင်းချက်တဲ့ဒေဗက်ကိုပို့ဆောင်စေခဲ့တယ်။ဒါဝပြင်းနဲ့အောင်မြတ်တာကဗျက်ကနာကိုလာပြီးရောဘလို့လဲဗျက်ကမာတင်ကယုတ်ကဘလောက်စွမ်းနေဆိုတာယုံပြီးမလား။ခုနှစ်ရက်ခုနှစ်လီအလှပေးပြီးတဲ့ညမှာပဲအောင်မြတ်တာကဗျက်ကကိုခေါ်ပြီးရောပထမအဆင့်စံသမှုကတော့အောင်မြင်ခဲ့ပြီ။ဒါကြောင့် အခုထပ်လို့ရမှာကဒုတိယဆင်ဆန်းသမှုဖြစ်တဲ့တမထစိတ်ဆွမ်းရင်ကျင့်စဉ်မယ်။တမထစိတ်ဆွမ်းရင်ကျင့်စဉ်ရဘယ်လိုလုပ်ရမှာလဲ။အလုဆောင်ရမယ့်နည်းပညာအများကြီးရှိတယ်။မင်းနားလည်းအောင်ပြောရရင်တမထဆိုတာကအာယုံဆူဆိုင်မှုကို တည်ငြိမ်အောင်လုဆောင်ရတဲ့အရာပဲဖြစ်တယ်။ဒါကြောင့်တရားပဲထိုင်ထိုင်ပတိပဲစိတ်စဲ့အင်းပဲဆွဲဆွဲကိုစိတ်တန်ရလှုပ်လို့ရတယ်။ကျွန်တော်ကအင်းခွက်ဆွဲတာကိုပိုးသဘောကြတယ်။ဒါကြောင့်အင်းပဲဆွဲမယ်ဆရာ။ ဒါဆိုရင်အင်ကွက်ဆွဲတဲ့အချိန်မှာကိုယ်စိတ်ကိုဘလောက်တည်ငြိမ်အောင်ထားနိုင်မလဲဆိုတာစောင့်ကြည့်ကြတာပေါ့ပြက်ကလေဒုတိယကျင်းစဉ်ဖြစ်တဲ့အစိတ်ဆွမ်းရင်ကျင်းစဉ်ကိုကြက်ရတွေစီဒီမှာပဲစတင်လှည့်ချင်ခဲ့ပါရင်စိတ်ကိုတည်ငြိမ်အောင်ထားရတဲ့လောက်ကလွယ်မင်းရောင်နဲ့ခက်တဲ့အတွက်ချက်ခွင့်ရေးစီဒီအစုကို၃လတတိကျအောင်ရေးဆွဲခဲ့ရတယ်ပြက်ကကနေရောညပါအင်းရေးဆွဲနေတဲ့အချိန်စာရေးတောင်ရေးကိုဂျမားနဲ့ဂျန်ဘူးတို့ကတောင်းရင်ယူပေးခဲ့သလိုအောင်မြတ်သားကလည်းနားမနေပြီးအမိကကြီးကြက်ပေးခဲ့ပါရင် ီလိုနဲ့ချောင်းလာတီတီပြည်တဲ့ညမှာတော့အင်းခွက်ရေးဆွဲနေတဲ့အချိန်ချဲ့ရွင်တွင်စီဒီရဲ့ဘေးပတ်ပတ်လေးမှာကစုံပေါပီပြင်းလွှမ်းနေတဲ့မြင်းဖြူတစ်ကောင်ကိုမြင်တွေ့လိုက်ရတယ်။တကောင်လုံးဝကုန်းဆိုင်ပေါ်မှာဖွေးစွန့်နေတဲ့မြင်းဖြူကြီးကအစီဒီကိုလက်ရရစ်ပတ်နေရင်းရုတ်ချီးဆိုသလိုပိတ်ဖြူဝစ်ထားတဲ့တက်လက်ပိုင်းလူတယောက်ဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ ပြန်ကလည်းပဝင်းချင်းမှာဖြစ်ဖြစ်နေတဲ့အရာတွေကိုလစ်လီရှုပ်ပြီးအင်းခွက်ကိုပြီးဆုံးအောင်ရေးဆွဲပြီးချိန်မှာတော့သူ့ဘေးမှာပစိတုတ်ထန်နေတဲ့လူတယောက်ကိုမြင်တွေ့လိုက်ရတယ်။အဆိုပါသူကပြက်ကကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်ပြီးတော့ဆရာကျုပ်ကိုမှတ်မိပါသလား။ကျုပ်ကမှတ်မိဘူး။တင်ရဘသူပါလဲ။ကျုပ်ကဆရာလူဘဝရောက်တဲ့ဓာတ်တော်မျိုးစေးဒီမှာစောင့်ဆိုင်ခဲ့တဲ့ဝါကုန်းဖြူလေးဆရာ ခမရာဓာတ်တော်မျိုးစီဒီမှာမြင်ခဲ့ရတဲ့မြင်းကြီးလားဟုတ်ပါတယ်ဆရာအခုတော့ဆရာရှိတဲ့ရက်ကိုရောက်လာခဲ့ပါပြီဒါကြောင့်မကြာခင်အချိန်ဆရာကိုကြောထက်မှာတင်ပြီးလူရခီးကိုပို့ဆောင်ပေးပါမယ်အခုရောက်ဖို့လို့မရဘူးလားကျုပ်လန်ထောက်ရမယ်သွားဆရာရှိသေးတယ်ဆရာနေနေပညာပိုင်းမှာလိုအပ်ချက်တွေအနည်းငယ်ရှိသေးလို့အခုတော့မရသေးပါဘူး။ဒါကြောင့်စိတ်အေးချမ်းသာစွာဆက်လက်ကျင့်ကြံပါလို့အကြံပေးပါရစေ။ ။ကောင်းပြီလေ။ကျုပ်ရဲ့ရည်မှန်းချက်တွေပြည့်စုံလာနဲ့ခမ ्या ကိုယ်တိုင်လိုက်ပို့ရမယ့်နေရာတစ်ခုရှိတယ်။ဒါကြောင့်ခမ ्या လေးကိုယ်ဆင်ပြေးနေရမှာနေပါ။ကျုပ်လည်းလှုပ်ရှားရှိတာဆက်လုပ်လာအောင်ပဲ။ပြကားကပိတ်ဖြူဝဲလူကိုပြောပြရတဲ့ရေးဆွဲမှုကြံနေတဲ့အင်္ဂွက်တချို့ကိုစိတ်နစ်ကထပ်မံရေးဆွဲခင်ပါရင်တရရင်စီဒီမှာဒုတိယကျင့်စဉ်ကိုတနေ့တိတိကျင့်ကြံပေးချိန်မှာတော့အမင်းတချို့နဲ့အကြတချို့စတင်ပေါက်မြောက်လာခဲ့တယ် အလားတူပဲအင်းစမရေးဆွဲခြင်းအပိုင်းမှာလည်းအောင်မြတ်တာမျက်နှာလွှဲရတဲ့အစီအတီဖြစ်လာခဲ့တယ်။ပြေကကပယောင်းကကုတဲ့လမ်းစဉ်ထက်အင်းစမအဆောင်ရောင်လှုပ်ရတာကိုပိုနစ်သက်တာကြောင့်အားရချိန်တိုင်းစာအုပ်တအုပ်စမတေတေရေးဆွဲခြင်းအသက်သွင်းခြင်းလုပ်ငန်းတွေကိုသာလေ့ကျင့်ခဲ့တယ်။ခေပညာတဲ့လူငယ်တယောက်ပြေကနေလာသူမှုပြေကရေးထားတဲ့စမတွေကစီစနစ်ကြပြီးအလွန်တည်သက်လှပခဲ့ပါရဲ့။ ဒါကြောင့်လဲအောင်မြတ်တာကသူတပည့်တွေထဲမှာမျက်ကောင်းရေးစမဆွမ်းဟာကအတော်ဆုံးနဲ့အသေးသက်ဆုံးလို့တော့ထီထူးခဲ့တယ်။တရမှာတော့အောင်မြတ်တာတို့နေရဲ့ကျန်းရက်တွင်စီရီစီကိုတထောင်စားလင်မယားနဲ့ရောက်မယားမလင်နဲ့ရောက်လာခဲ့ပါရဲ့။အဲ့ဒီလင်မယားကမျက်ကောင်းကိုမြင်ရောဝမ်းသာအားရနဲ့အနာကလာကအိမ်မက်ထဲကအတိုင်းပါပဲလားရှင်။ဘယ်လိုလဲကိုသာပြော GCD ကိုလာရင်ထူးခြားပါမယ်လို့မပြောဘူးလား။ဟေးဟိုလင်မယား နင်တို့ဘာပြောနေကြတာလဲအတီလိုပါရှင်ကျမတို့ကမန်လေးဘက်မှာတောင်းရစားတော့ကြရတဲ့သူတွေပါအခုကိုဝင်လွယ်ထားတဲ့ခလေးကအိမ်မက်ပေးလို့ဒီစီဒီကိုမဖြစ်ဖြစ်တဲ့နေနဲ့ရှောင်းလာခဲ့ကြတာပါဘလို့အိမ်မက်ပေးရအောင်ပြောစမ်းပါဦးအိမ်မက်ထဲမှာပစိုးကွင်းတိုင်းထားတဲ့ခလေးတရယောက်ကသူ့ကိုကြက်ရွင်စီရီကိုပို့ပေးပါလို့ပြောတယ် ီလိုအိမ်မက်မျိုးကတပတ်ကို၃၄ချိန်လောက်မက်နေတာမလို့လူမယားနှစ်ယောက်လည်းတက်ရက်တွင်စီဒီကြောင့်စုံစမ်းရင်းနဲ့တီယိုရောက်လာခဲ့တာပါမိမဖြစ်သူရဲ့စကားကြောင့်ပြက်ကကအောင်မြတ်သားကိုလှမ်းကြည့်လိုက်ပြီးတော့ဒီကလေးကကျွန်တော်တို့နဲ့ရေဆက်ပါလားမသိဘူးဆရာရေဆက်ပါလို့မင်းစီခေါ်လာတာပေါ့သူ့အတွက်အစဉ်ပြေအောင်တခုခုစီစဉ်ပေးလာအောင်ဘာပဲသာစကားကြောင့်ပြက်ကလည်းလေမယားနှစ်ယောက်ကိုကြည့်ပြီးတော့ မင်းတို့ဒီရက်ဒေသမှာတောင်ရံစားတာကြောင့်မလို့လားလောလောဆယ်တော့ကြုံတယ်လို့ပြောရှင်မင်းတို့အနေနဲ့အိမ်မက်သေးကတိုင်ဒီကိုရှောင်းလာတာနဲတဲ့ဆွဲလုံးလာမှာမဟုတ်ဘဲကြားကြောက်ကလေးအတွက်ကျုပ်လက်ဆောင်တစ်ခုပေးလိုက်ပါမယ်ပြကားကသူ့ရဲ့အဝိထုအောက်မှာထည့်ထားတဲ့စာအုပ်ထဲကနေစမအခင်ရာတွေကိုမာတင်ကရုပ်ထည်တိုင်းပေါ်ထားတဲ့စာရင်းတစ်ရပ်ကိုညင်ညာစွာဆုပ်ဖြဲပြီးတော့ကမ်းပေးလိုက်တယ် ဒီဆောင်ရွက်ကိုအခေါက်သေးသေးလေးဖြင့်အောင်လေးပြီးရောရှောင်းချဖြစ်သူရဲ့လေးပင်မှာဆွဲထားလိုက်ကလေးမွေးရင်တော့ကလေးရဲ့လေးပင်မှာတုပ်လေးနဲ့ဆွဲထားပြီဟုတ်ကဲ့ပါဗျာကျွတ်တို့တေချာတင်ထားပါမယ်မင်းတို့လည်းခရီးမွေးရလာရတာဆိုတော့ဒီမှာရက်အနည်းငယ်နားလိုက်ပါဒီမှာနေတဲ့ကာလတည်းမှာတော့တန်ပူနဲ့တမဟာလွက်တောင်တွေလာပို့ပေးလိမ့်မယ်ပြက်ကလေးလေမယားနှစ်ယောက်အတွက်နေရာချပေးပြီးသူ့ရဲ့မူလနေရာစီကိုပြန်ထွက်သွားခဲ့ပါတယ် ညအချိန်ရောက်တော့အောင်မြတ်သားကပြန်ကနာကိုလာပြီးတော့မင်းအနေနဲ့ဒုတိယကျင့်စဉ်ကျင်လာဘလောက်ကြာပြီလဲတနေ့ကျော်ပြီဆရာဘာတွေသိနေရပြီလဲအမင်းအကြောင်းတချို့ရောရနေပါပြီနောက်ပြီးစမအတော်များများကိုလည်းလက်တန်းရေးနိုင်နေပါပြီဒါပဲလားနောက်ထပ်ဘာတွေရှိသေးလဲကျွန်တော်တက်မြောက်ထားတာအကုန်ပါပဲဆရာစိတ်ဆွမ်းအားကျင့်စဉ်မှာရေးကြီးဆုံးတစ်ချက်ကခန္ဓာကိုယ်ရေကလည်းစိတ်ဝိညာဉ်ကိုထုံးလွှင့်နိုင်မှုပဲ။ ဒီစိတ်ကိုမင်းမရောက်သေးဘူးမလားဟုတ်ပါတယ်ဆရာကျွန်တော်မရောက်သေးပါဘူးမင်းရောက်အချင်းချင်းရမယ်ဒါမှသာမင်းရဲ့တာဝန်ကို ပြည့်ဝအောင်ထမ်းဆောင်နိုင်လိမ့်မယ်ကျွန်တော်တာဝန်ကစန္ဒလာရွာ90ဟုကြီးကျက်ပေးရုံပဲမလားရောက်ကြီးကျက်ဖို့ပဲဆိုရင်မင်းကိုအခုလိုအချိန်နေရအောင်ကြင်ကြံခိုင်းပါတော့မလားတကယ်နဲ့မင်းလုံးရမယ့်တာဝန်ကပကံဒေတာကိုလာရောက်ကြတဲ့ပုံကူမြတ်တွေပေါ်ကူညီပေးဖို့ပဲသူတို့ထဲမှာဒီဒေတာကို ရှုပ်ပဲလာတဲ့သူတွေရှိတယ်။နာမဲလာတဲ့သူတွေရှိတယ်။ဒါရီယိုမင်းအနေနဲ့သိထားဖို့လိုတယ်မလား။ဒါဆိုကျွန်တော်ရုံနံခွဲတဲ့ပညာကိုချက်ပြီးလေ့ကျင့်ရမှာပေါ့။ဟုတ်တယ်ဖြက်ကတရရွေစီဒီမှာမင်းရဲ့တာဝန်ပြီးဆုံးပြီမို့အာယုံတက်တာနဲ့ပကံမျိုးခြေချရမယ်။ဇမားနဲ့တန်ဘူးတို့ကရောလိုက်လာကြမှာလား။ဒါမှမဟုတ်တယောက်တည်းသွားမှာလား။မင်းတယောက်တည်းပဲသွားရလိမ့်မယ်။ ခုရောက်တာနဲ့မန္တပိုင်းဝမ်းစားတွေရှာဖွေပြီးညပိုင်းမှာကျင့်ကြံရမယ်။မင်းလုံနိုင်ပါမလား။လုံနိုင်အောင်ကြိုးစားမယ်ဆရာ။ဒီကျင့်စဉ်အောင်မြင်ဆရာစီအရင်လာခဲ့ပါမယ်။လိုအပ်တဲ့ကျင့်ကြံနည်းတွေကိုတက်ဆိုင်ရာပုဂ္ဂိုလ်တွေကမင်းကိုလာသင်ကြားပေးလိမ့်မယ်။ဒါကြောင့်ဒီညတွေကလိုအပ်တဲ့ပစ္စည်းတွေအသင့်ထည့်ထားပြီးတော့အမေကစကားကြောင့်ဗျက်ကလေးတံပူနဲ့တမဟာကိုနှုတ်ဆက်ကောင်းတဘိုးနဲ့အိတ်သေးကိုပစ္စည်းတွေကိုထည့်လိုက်ပါတော့တယ်။ အလင်းအဝါရှိဘက်ကနေအနေငယ်ဖြာထွက်နေခဲ့ပေမဲ့ပဝင်းချင်းတစ်ခုလုံးကိုမြင်းသားအောင်တော့မစွမ်းဆောင်နိုင်ခဲ့ပြီ။အဲ့ချိန်မှာပြက်ကားရဲ့ခြေလမ်းတွေကတန်းရက်တွင်စီဒီရဲ့ဝေးရောက်ကိုရှောင်လန်းနေသလို စီဒီဘက်ကနေလည်းပထန်းရုတ်တံတဲ့တဲ့အထွက်ပေါ်နေခဲ့ပါလေ။ဒီအချိန်မှာတစ်ခွက်ခွက်နဲ့ပြီးလောင်တဲ့မြင်းခွာတံကြောင့်လှည့်ကြည့်လိုက်တော့တကောလုံးဆွတ်ဆွတ်ဖြူနေတဲ့မြင်းဖြူတစ်ကောင်သူ့စီကိုဒုံဆိုင်ပြီးလာတာမြင်လိုက်ရပါလေ။မြင်းဖြူကြီးကအနားလေးရောက်ရောမြေကြီးပေါ်မှာဒူးခွေးကထိုင်ချလိုက်ပြီးပြက်ကားရဲ့ကိုကိုဦးကောင်းနဲ့တိုးဝေးကပုတ်တက်နေခဲ့ပါလေ။ ကြမ်းမီချင်းလေးမြင်းဖြူကြီးရဲ့ကိုယ်မှာစီးနေလိုက်ပါသွားတဲ့ပြက်ကကိုမြင်လိုက်ရပြီးမြင်းနီလန်းတစ်လျှောက်ကနေလဲမင်းခွာတန်းနေထွက်ပေါ်လာပါတော့တယ်တကိကိနဲ့ဒုံင်းစွာထွက်ပေါ်လာတဲ့ညူတူတူရေတန်းကြီးကပြက်ကရဲ့နားလေးကိုတကားကြီးလိုတိုးဝင်လာခဲ့တယ်တိတ်မကြခင်ချိန်တွင်ညူတူတူရေတန်းနေဖြစ်ကနေဝမ်ကောင်းတန်းနေရှီမောနီရဲ့တန်းနေဖြစ်ကိုပြောင်းလဲသွားပြီးအပုံနဲ့ကလှိုင်ကနေထွက်ပေါ်လာခဲ့တယ်ငါစိတ်ရိုင်းလို့ဖြစ်ဘူး ဒီလိုမှောင်မင်းနေရညသကောင်အချိန်မှာငါအတွက်ငါပဲရှိရင်ဖြက်ကမင်းလုံနိုင်ပါလေကိုကိုကိုအာတင်းရေးလေးလံနေတဲ့စိတ်ကိုဖြေလျှော့ချလိုက်တယ်ဆိုရင်ပဲစိတ်ကိုနှစ်ဖူးအလှဲတဲတဲ့စီပို့ထားဘာအကြောင်းဖြစ်ဖြစ်မျက်စိဖွင့်မချင်းနဲ့မင်းနဲ့တူငါရှိနေရဲ့အဲ့လိုဆိုရအောင်မြတ်တာရဲ့တန်ကိုကြားလိုက်ရတယ်ဖြက်ကလည်းဆရာဖြစ်သူရဲ့တန်ကြောင့်ပုံမအားတက်သွားပြီးခန္ဓာကိုယ်မှာရှိတဲ့အသိစိတ်တွေအားလုံးနှစ်ဖူးအလှဲတဲတဲကိုပွလွန်လိုက်တဲ့အချိန် ပဝင်းချင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးရင်ထဲကလည်းအေးများတဲ့ခံစားချက်တစ်ခုထွက်ပေါ်လာခဲ့ပါရဲ့။ဟုတ်တယ်စက်ထိန်သားအတိကိုမလွတ်စင်နဲ့။အမေသားရဲ့တန်ကနားရဲကိုတွန်းဝေးလာတာကြောင့်စိတ်ကိုမယိုင်နိုင်ဟထိန်လိုက်တဲ့ဆိုရင်ပဲခန္ဓာကိုယ်ကိုလေဆုပ်ဆက်တစ်ခုနဲ့ဆုပ်ယူလိုက်တယ်လို့အပေါ်ကိုမြောက်တက်သွားခဲ့ပါရဲ့။ပေါ်ပါနေတဲ့ခန္ဓာကိုယ်ကလေတူထဲမှာအချိန်အတန်ကြာတန့်နေတဲ့အပြင်ဆရာဖြစ်သူရဲ့တန်ကိုမကြားရတော့တာကြောင့်ဒီတစ်ခေါက်လေးမအောင်မြင်ပြန်ဘူးဆိုရသည်နဲ့မျက်စိကိုသာဖွင့်ကြည့်လိုက်ရအောင် ခန္ဓာကိုယ်ကလေဝံငြိမ်သက်နေပြီးတောမှာတော့တရားထိုင်နေတဲ့မူရင်းခန္ဓာကိုမြင်တိလိုက်ရတယ်။ငါငါရဲ့နေဟာအပြင်ကိုထွက်သွားလား။ဖြေကကလက်ထီကိုလှူရှားကြည့်လိုက်ရသူစန္ဒာတိုင်းလှူရှားလို့ရနေရောသတိထားမိခဲ့ပါတယ်။ငါအောင်မြင်ပြီ။တနေ့လောက်ကြာရှုံးခဲ့တဲ့ကျင့်စီဟာအခုမှအောင်မြင်ပြီဟဲ့။ ပြက်ကလည်းဝမ်းသာအားရကြုံသွားပြီးနာရုပ်ကိုခန္ဓာထဲကိုပြန်ဝင်ဖို့စိတ်ညှို့လိုက်ရငွေခန္ဓာကိုဒိန်းကလည်းအလွန်သေးငယ်တဲ့ငွေရောင်ကျုံးမြင်လေးတစ်ခုပေါ်လာပြီးဂျပန်ကျိုးရစ်သလိုဆွဲခေါ်သွားခဲ့တာကိုတတိထားမိခဲ့တယ်။ပြက်ကလည်းနာရုပ်ကမူလခန္ဓာကိုယ်တွေဝင်ရောက်ကြတဲ့မျက်လုံးဖွင့်ကြည့်လိုက်ရစီမီးတွေတည်တည်ကိုင်းဆောင်ထားတဲ့ယောက်ျားမိန်းမတွေကပြက်ကထိုင်နေတဲ့စေဒီပေါ်တက်လာပြီးမိပူစော်ကြပါလိမ့်ရော။ ဝစ်ဆာနာရီပုံကခုခေတ်ပုံစံမဟုတ်ပဲငယ်စဉ်က သင်ခင်းရဘူးတဲ့ပကံကိတ်ဝစ်ဆာဆင်မှုဖြစ်နေတာကြောင့်ဘေးဘီမှာရှိတဲ့ဇီရီကိုကြည်လိုက်ရမြောင်များစွာသောလူတွေကပကံကိတ်ကဝစ်ဆာတွေဝစ်ဆင်ပြီးစီမီကိုဇီကိုင်းကောင်းဇီရီကိုမိဘူးစုံနေရောက်မြင်တွေ့လိုက်ရတယ်ဒီတော့မှကောင်းကင်ကိုမော်ကြည့်လိုက်ရတင်ခင်းဆင်ပြီးတော့ပြေးဝတောက်ပနေတဲ့လောင်ဝန်းကြီးကိုမြင်တွေ့လိုက်ရတာကြောင့်ဒီနေ့ကတည်င်းချိုလာပြနေပဲလို့ရေရွတ်လိုက်ပါတော့တယ် ဆရာဒါဆိုကိုပြက်ကကနန်းရုပ်ခွဲတဲ့ကျင့်စီကိုအောင်မြင်ခဲ့တာပေါ့ဟုတ်တယ်မောင်ကောင်။တို့ကနန်းရုပ်ခွဲကျင့်စီကိုအောင်မြင်ခဲ့ပြီးနောက်ပိုင်းတခြားပညာရှင်တွေကိုလေ့ကျင့်ခဲ့သေးတယ်။ဆရာကျွန်တော်လည်းသိချင်တာတစ်ခုရှိသေးတယ်။ဘာများလဲခွန်လား။သူနိုင်ရခွဲတဲ့ခြေစဉ်အောင်မြင်သွားတဲ့ချိန်မြင်လိုက်ရတဲ့လူတွေကဘယ်သူတွေလဲဒီနေမြေမှာကြံနေသေးတဲ့မကြွမလို့တွေလား ဂျက်ကားရဲ့ဘာရမီကဒီနေမြေမှာရှိတဲ့မကျွတ်မလွတ်သေးတဲ့တွေကိုမြင်ရတာပဲ။ဒါကြောင့်ကျင်းစင်အောင်နာနဲ့အကုန်လုံးကိုမြင်တွေ့ခဲ့တယ်။နောက်ပိုင်းနေမှာလည်းအချိန်ရရသလိုပကံသားတွေနဲ့မိတ်ဖွဲ့တော့တာပဲလေ။ဒါကြောင့်မင်းတို့ပကံခေးရောက်တော့ကဘလို့ရှင်သန်ရမလဲဆိုတာသူသိနေတာပေါ့။ဒါကြောင့်ကိုဟိုလေသူ့မြင်းပြူကြီးကရော အခုထိရှိရုံမဲလားဆရာ။တူရဲ့မူလနေရာဖြစ်တဲ့ထက်တော်မျိုးစီဒီမှာဖြက်ခပြန်လာကိုစောင့်နေရလေ။ ဒါနဲ့လေကိုပြက်ကသူ့ပြီးမရိစီကို တခါမှမပြန်တော့ဘူးလားဟိုကသူ့ကိုအတော်လန်းနေပါပဲနော်သူပြောတာကတော့လူကိုယ်တိုင်ပြန်ရင်တန်ရောစင်ပြန်တွင်ပြီးလိမ့်မယ်တဲ့ဒါကြောင့်သူ့မိဘတွေရောတတိယရင်အိမ်မက်ပေးပြီးတွေ့ရဆိုပဲအမေသာစကားကြောင့်မောင်ကောင်းတဲ့ခွန်လာတို့နှစ်ယောက်စီဒီပေါ်မှာတန်ရှင်းလုံနေတဲ့ပြက်ကောက်ကိုပြန်တွေ့ငေးကြည့်လိုက်ပါတော့တယ်ဤဒီကပြက်ကောက်ရဲ့အထုပ်ပတ်ဒီပဲဒီ ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဇေယနာရာမညာရေးသားထားတဲ့အောင်မြတ်သားနဲ့ဆန္ဒလဗျက်ကားဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ပြည်သူတအူတယောက်အချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ခွန်ခန့်ပဲဖြစ်ပါတယ်ခင်ဗျာ။